တရာရက်တွေအများကြီးကြာခဲ့ပြီးတော့ပေသေးချာချာလေးရေးထားတဲ့ဒီစာအုပ်လေးပန်းကလေးများအကောင်းဆုံးတောက်ပနိုင်ဖို့ဆိုတဲ့စာအုပ်လေးကိုတရာအော်တိုဘာလာ28ရက်နေ့2025ဒီနေ့မှစပြီးတော့တရာ publish လုပ်နိုင်ခဲ့တယ်ဒီစာအုပ်လို့ရေးဖို့တရာနေ့ရက်များစွာအများကြီးစဉ်းစားပြီးတော့ခေါင်းထဲမှာအဲ့ဒီအကြောင်းတွေပဲကိုတွေးပြီးတော့ငါဘာလေးထည့်ရင်ကောင်းမလဲငါအမျိုးသမီးငယ်တွေတွေ့ငါအဓိက သူတို့လေးတွေကိုဘာ message ပေးရင်ကောင်းလဲသူတို့အတွက်ဘာလိုအပ်လဲပြီးတော့ဒေါက်တာရဲ့ငယ်ဘဝလေးတွေငါဘာတွေသိချင်ခဲ့လဲဒါတွေအကုန်လုံးကိုတေချာ reflect လုပ်ပြီးတော့သုံးသပ်ပြီးတော့ကိုခေါင်းစဉ်တစ်ခုချင်းစီအတိအကျလေးဒီစာအုပ်ထဲမှာဒေါက်တာထည့်ပြီးတော့ရက်တွေအများကြီးကိုကိုဒေါက်တာကုန်ခဲ့တယ်ပေါ့နော်နောက်ဆုံးဒီစာအုပ်လေးဖြစ်လာတော့ဒေါက်တာလည်းအယံပျော်တယ်ပြီးတော့ဒီစာအုပ်အယံ message တွေအများကြီးပါတယ်ဒီစာအုပ်လေးကိုလူငယ်တွေလက်ထဲကိုလည်းထည့်နိုင်မှာဖြစ်တဲ့အတွက်ဒေါက်တာကိုယ့်ကိုလည်း အရင် proud ဖြစ်တဲ့ moment တွေမှာပါတယ်ပေါ့နော်ဆိုတော့ဒါကခေါင်းစဉ်လေးကိုပေးတဲ့အချိန်မှာဒီပန်းကလေးများအကောင်းဆုံးတောက်ပနိုင်ဖို့ဆိုတဲ့ခေါင်းစဉ်လေးကိုပေးဖြစ်တယ်ဘာဖြစ်လို့လဲပန်းကလေးဆိုတာတို့ရဲ့အမျိုးသမီးငယ်လေးတွေကို represent လုပ်တယ်ပေါ့နော်ဆိုတော့မျိုးသမီးငယ်လေးတွေကသူ့အနေနဲ့သူဖူးပွင့်ပြီးသားသူ့အနေနဲ့သူလှလှပပနဲ့ဟိုကိုအပြူပေါ်ဝင်လာကြတဲ့လူတွေသူ့အနေနဲ့သူဖူးပွင့်ပြီးသားဒီပန်းကလေးတွေမိန်းကလေးတွေကအတောက်ပဆုံးခရီးတစ်ခုကိုရှောင်းလန်းနိုင်လို့ဆိုတာက လိုအပ်တဲ့ဘူးသူတာတွေအများကြီးလိုတယ်ပညာရေးတစ်ခုလေးကိုပြောအောင်မဟုတ်ဘူး self esteem my self awareness ကိုယ့်ဟာကိုယ်သတိရှိမှုဘူးသူတာတွေလိုတယ် လိုအပ်တဲ့အချက်လက်တွေတီးဖို့လိုတယ်ပြီးတော့အလားပါနဲ့ပတ်သက်ပြီးတော့လိုတယ်ကိုယ့်ရဲ့အရေးပြားကို view ဘယ်လိုဆိုင်ရမလဲဆိုတာလည်းတီးဖို့လိုတယ်ကိုယ့်ရဲ့တကူရေးတန်ရှင်းမှုအနန္တဘယ်လိုခင်းရှင်းရမလဲဆိုတာအဲ့ဘူးသူတတွေတီးဖို့လိုတယ်ပြီးတော့အများနဲ့တို့တို့ challenges တွေဆိုတာအမြင်ရှိရယ်စိန်ခေါ်မှုတွေဆိုတာအမြင်ရှိရယ်အဲ့စိန်ခေါ်မှုတွေကိုကိုယ့်ရဲ့ရွေးချယ်မှုမှန်ကန်မှုဆိုတာကိုယ့်ရဲ့ decision နဲ့အရင်စ ယ်ဆုံးဖြတ်ချက်မှန်ကန်ဖို့အရန်ဆိုင်တယ်အဲ့တော့ဒီဆုံးဖြတ်ချက်မှန်ကန်အောင်ဘယ်လိုလုပ်လို့ရနိုင်လဲဆိုတဲ့ဟာလေးကိုဒါကအကြမ်းအရာကြီးအများကြီးဒီမှာသေချာထည့်ထားတယ်အဲ့ဒီထဲမှာပါတာဒီ chapter 9ခုပါတယ်အခန်း9ခုနဲ့ဒါကဖွဲ့ပြီးတော့ပြောထားတာဖြစ်တယ်အားကြောင့်ဒီတော့ဒီထိပ်စီလေးမှာတော့မှရေးထားတာဒီ a guide to beauty ကြောင်းပါတယ် hat ကျမ်းမာရေးကြောင်း ကျွန်တော်တို့ရဲ့အမျိုးသမီးဖြစ်ပြီဆိုရင်တအိမ်ဒီအမျိုးသမီးတယောက်တို့ရဲ့ဒါလုံးဝ differentiate လုပ်ထားတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ဒီတအိမ်လေးတစ်ခုကနေပြီးတော့ကျွန်တော်တို့ကိုလုံပေးလိုက်တဲ့ຢာဒီဟော်မုန်းပြောင်းလဲစိတ်အခြေအနေခံစားတတ်တဲ့ဟာတွေအကုန်လုံးပေါ့ ဒီယာဒီတအိမ်နဲ့ပတ်သက်တဲ့ဟာတွေကိုဒါပြည့်ပြည့်စုံစုံရေးထားပေးတယ်သူရဲ့ကျမ်းမာရေးပိုင်းကိုရေးထားပေးတယ်ပြီးတော့ self aware နဲ့ကိုယ့်ဟာကိုယ်သတိရှိမှုပြီးတော့လုံဆောင်တဲ့အစ်စ်နေစီလို့သွားနိုင်ဖို့အတွက်ကိုဒါဒါရေးပေးထားတယ်ပေါ့နော်အဲအားကြောင့်ဒီဟာလေးကိုလည်းဒါဒါထည့်ပေးထားတာဖြစ်တယ်အဲ့ဆိုရင်ဒီမှာအကျမ်းမြင့်တာကြည့်လိုက်မယ်ဆိုရင်မာတိကာမာဆိုရင်ဒီအပိုင်းတက်မှာတော့မှအဒါဒါဒီအဓိကအရေးပြားပေါ့အရေးပြားဆိုရင်ညာဘက်ကဘာဖြစ်လို့ဒီဟာကိုထည့်ပြလဲဆိုတော့ဒါတော့လူနာတွေလာပြရဲ့ချိန်ကြီး ဒါရရဲ့အဲ့လောက်တောင်လွယ်လား။ကျမအဲ့ဒီအကြောင်းအရာတွေတကယ်မသိခဲ့လို့ပါ။ဈေးမကြီးပဲနဲ့ဒီအရေးပြားကိုဒီလိုမျိုး view site နိုင်ငယ်ဆိုတာကျမသာငငယ်တုန်းကလွန်ခဲ့တဲ့အနှစ်20 30လုံးကသာသိခဲ့ရတယ်ဆိုရင်ကျမအဲ့လောက်ထိတင်းတိတ်တွေမဆိုးဘူး။ကျမအဲ့လောက်ထိအာဝက်ချန်တွေကြောက်ပေါက်မာယာတွေလားကလားကပိုင်းတို့မျိုးမဖြစ်နေဘူးဆီယမရဲ့တွေ့ရနောက်ကြလိုက်တာအမြင်နဲ့အဲ့လိုဖြစ်တယ်။ဆိုတော့တကယ်တမ်းဒီကိုယ့်ရဲ့အရေးပြားအဆင်ပြေဖို့ဆိုတာဒီအရင် luxury ဖြစ်ဖို့ပစ္စည်းတွေအများကြီးပုံမလို့ဘူး။ တချို့ရဲ့အခြေခံဟာလေးတွေကိုတော်တော်သေချာလိုက်လုံနိုင်ဖို့ပဲလို့တော့အဲ့ဒီမှာအခြေခံအကြဆုံးကျမ်းမာရေးဘူးဒုတာဟာလေးတွေနားလည်လွယ်အောင်ရေးထားတဲ့ tips လေးတွေလည်းအများကြီးပေးထားတယ်အကုန်လုံးလိုက်လုံနိုင်အောင်တော့ပဲတော့ရေးထားပေးရဖြစ်တယ်အခန်းနှစ်ကကြတော့ယာဒီလာခြင်းနဲ့ဆက်ဆက်တဲ့ကျမ်းမာရေးဘူးဒုတာတွေကိုတော်တော်ရေးပေးထားတာဖြစ်တယ်အဲ့ဟာဒီအခန်းတက်မှာဆိုရင်အပိုင်းနှစ်ရဲ့အခန်းတက်မှာဆိုရင်အခုမှ menstruation မလာသေးဘူးအသက်10နှစ်ပေါ့ excited ဖြစ်တယ်လေအသက်10နှစ်နဲ့13နှစ်ဆိုတာယာဒီလာတော့မယ်ဟဲ့ဘယ်လိုမျိုးလေးဖြစ်နေလဲမသိဘူးအဲ့ ဲ့လိုမျိုးတွေပေါ့ဆိုတော့ excited ဖြစ်နေတဲ့နေထားမှာကို preparation လုပ်ထားလို့ရအောင်ပြုပြင်လို့ရအောင်တော့လည်းဒါတော့ကြိုးပြီးရေးထားပေးထားရလိမ့်မယ်ရှေ့ရဲ့ဒီထဲမှာဖတ်လို့ရတယ်အဲဒါပေမဲ့တချို့ကလာပြီးလာပြီးပြီးအခုအချိန်အထိပေါ့နော်ကိုရပဝန်းကျင်အနေထားအမျိုးမျိုးကြောင့်အာကျွန်တော်တို့ဒီအာဒီ ပတ်တွေအမြဲတမ်းဟိုဒီပြန်ပြန်ပြီးတော့တုံးကြတယ်အဝတ်စားတွေပြန်ပြန်ခံပြီးတော့တုံးကြတယ်ယောဂါတွေရကြတယ်မလိုအပ်ပဲနဲ့ဒီတအိမ်ယောဂါတွေဖြစ်ကြတာပြီးတော့ဒါအတက်နိုင်ဆုံးယောဂါဆုံးဖြစ်အောင်တော်တော်လုပ်ပေးထားအပြီးတော့ဒီဟာလေးတွေရေးပေးထားတယ်ပြီးတော့နောက်တစ်ခုအပိုင်းအခန်းနှစ်မှာကကြတော့ဒါဒီဟော်မုန်းအတက်ကြနဲ့စိတ်အတက်ကြအဲဒီကိစ္စလေးအမျိုးသမီးနိုင်နော်ဟိုတရက်တလမှာရ30ရှိရယ်စိတ် အမျိုး30ဖြစ်နေတာလေနော်အဟာဘာဖြစ်လို့လဲတစ်ခါလေးကြာရာသီလာခနီးစင်သူကစိတ်တေတော့အော်ခဏကောပူအဲ့လိုမျိုးတွေဖြစ်ကြရလေဆိုတော့အဟာဒီဒါဒီဓမ္မတာဖြစ်တယ်ဘယ်ရက်တွေမှာနာအနာယူတင်လဲဆိုတဲ့ဟာလေးတွေဒါရေးပေးထားတဲ့ဒီအခန်းနှစ်ကလေဟိုဘယ်လိုပြောမလဲတော်တော်တို့အဲဒီ education mind ဆိုင်ရာမှာဆိုရင်တော်တို့စီးကြောင်းနေမှာဆိုရင်လည်းဒါအကျယ်တဝင့်ရေးကြတင်ကြရတယ်ပေါ့နော်ဒါပေမဲ့ဒီစာအုပ်လေးထဲမှာလေတော်တော်တေးသေးချာချာလေးတော်တို့ အဲဒီ medical fee ရှင်းမှာတင်ရတယ်လို့မျိုးလေးကိုကိုတရာတည်တည်ချာချာလေးရေးပေးထားတယ်အဲ့ဒီထဲမှာဒါအရှင်းဆုံးဖြစ်အောင်ကျွန်တော်မြန်မာလိုလေးရင်းနဲ့ရေးပေးထားတယ်ဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲပြီးတော့နောက်တစ်ခုကယာတီနဲ့ပတ်သက်ပြီးတော့အယူဆမှားလေးတွေလည်းပြောပြပေးထားတယ်ပြီးတော့အခန်း၃ကကြောက်တယ်တို့အလုပ်ခွင်တွေသွားရမယ်အသက်ကြီးလာပြီးအိမ်ထဲမှာအိမ်ထဲမှာပဲအိမ်ဝင်ပုံးနေလို့မရဘူးလीနော် အပြင်သွားတဲ့ချိန်ကျရင်ဆိုကိုယ့်ရဲ့ပြုပြင်တဲ့အနေထားတစ်ခုရှိရမယ်တတ်တတ်ရရက်လေးဖြစ်ရမယ်ခန္ဓာကိုယ်နံတမ်းမရှိအောင်သွားတယ်ဂျိုင်းလေးအင်ဂျီဖြစ်အဟာတွေအကုန်လုံးဒီဒေါက်တာတို့ပြင်ဆင်ရမယ်ကိုယ့်ကို grooming လို့လုပ်ရမယ်ဆိုတော့အာတိဖို့အရင်ရည်ကြီးရဒါလေးတွေကိုဒေါက်တာအကုန်ရေးပေးထားတယ်ဆိုတော့အပိုင်းလေးကကြတော့ဗာလဲဆိုတော့ဒေါက်တာတို့မျိုးသမီးတွေအသိဆုံးပဲဒီကိစ္စကကြအာသဘင်ကျွတ်ပြန်ပြီးအာမရှိဘူးတစ်ချိန်လုံးဗာဖြစ်လို့မသိဘူးဆိုတော့ တကယ်တမ်းတည်ရတို့ဒီအလှပဆိုတဲ့နေရာမှာထိမ့်သိမ့်ပြီဆိုတဲ့ချင်းကြ basic ဟာဒီအရင်ရေးကြည့်ရဲအဲအဲ့တော့အစားအသောက်ပိုင်းဆိုင်ရာတကယ်မျှတာတဲ့အစားအသောက်ဆိုတာဘယ်လိုမျိုးလဲ junk food ဆိုတာဘာတွေလဲဘာဖြစ်လို့တို့တို့သပင်းခဏခဏကျွတ်တာလဲပြီးတော့တို့အမျိုးသမီးဒီတအိမ်ကောင်ဘယ်လိုကာကွယ်ကြမှာလဲဒါတွေအကုန်လုံးရေးပေးထားတယ်ပြီးတော့တို့ရဲ့ငငယ်ငယ်တော့အကြောင်းလေးလဲတို့ရေးပေးတယ်ငငယ်တော့အရင်အရက်ရှည်ချင်တာလေအရက်ကမရှည်တာအခုချိန်ကြီးလဲမရှည်ဘူးလေဒီလားဆိုတော့အရက်ရှည်ရေးရေးဘာတွေဝယ်တာပေါ့နော်အဲအဲ့ဒီခါမှာတို့ရဲ့ မှားယွင်းခဲ့တဲ့အယူဆတော့ဒါထင်ခဲ့တဲ့ဟာကြီးလေဗဒရိုက်စတိုရီလေးကိုလည်းအဲ့ထဲမှာရေးပေးထားတယ်။နောက်ဆုံးအပိုင်းကားကြတော့ဒါလူတိုင်းနဲ့ဟိုကိုဟာဒါသက်ဆိုင်နေပေါ့နော်။ဒါတို့တို့အပြူပေါ်အပြူပေါ်ဝင်လာပြီးစက်ကျင်တဲ့လိန်မျိုးတို့တို့စိတ်ဝင်စားလာတယ်။အဲ့တော့တဦးတယောက်ကိုစပြီးတော့စိတ်ဝင်စားလာတယ်။ဒါပါကြောင့်လေ ့အဲ့ဒီဟာလေးတွေရေးထားတယ်ပြီးတော့တို့အဲကောင်လေးတွေထားတယ်အီးစားတွေထားတယ်သူတို့နဲ့ထားတဲ့ချိန်ကြရင်ဆိုတော့တို့ကချစ်တယ်ဆိုတဲ့ခေါင်းစဉ်တစ်ခုက အောက်မှာပဲတစ်ခါလေးကြရင်တို့ sacrifice လုပ်လိုက်ရတာတွေအများကြီးရှိရေပေါ့နော်ဆိုတော့ဒါကိုချစ်တယ်ဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့တတ်တာမျိုးလေးတွေပေါ့နော်ဆိုတော့တကယ်တမ်းအသက်30 40လောက်ကြာတဲ့အချိန်ကြမှာအော်ဒါချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာမရှိပါလားငါတော်တော်မိုင်းမဲခဲ့ပါလားဆိုတဲ့ဟိုဟာလေးတွေပေါ့တော်တော်အခုအသက်30ရောက်လာတဲ့အချိန်မှာ ဟိုဒါပြန်ပြီးတော့ရေးထားတဲ့ဟာလေးပေါ့เนาะဆိုတော့ healthy relationship တွေဘယ်ဟာအခြေခံတာလဲဆိုတဲ့ဟာလေးကို data facts တွေကိုထည့်ပေးထားတယ်ပြီးတော့ဒီဒီဟိုအချစ်လားတည်ငါစိတ်လားဆိုတော့ data story လေးတစ်ပုဒ်ရေးပေးထားတယ်အဲ့ထဲမှာလဲဒါဖက်ကြည့်ဖက်ကြည့်စီချင်တယ်ပြီးတော့ sexual harassment လိင်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုဒါရဘဝမှာလိင်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှု၃ချိန်ရှိခဲ့ပွဲဒါဒီစာအုပ်လေးထဲမှာတော့ဒါရေးပေးထားပါတယ်ဒီမှာရှင်းသွားမှာဆိုလို့ဒါ ပြန်တော့မပြောပြတော့ဘူးပြီးတော့အဲ့ဒီအပြင် sexual harassment တွေ့လာပြီဆိုရင်တို့ဘလို့ကြော်ဖြတ်ကြမှာလဲဘာတွေလုံးဆောင်ကြမှာလဲဆိုတာကိုလည်းဒါသေချာရေးပေးထားပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒါတို့ရဲ့ desire desire ကောင်းတဲ့ desire ရှိရဲအဲတချို့ဟာတွေစင်ကြင်ရမယ်ပြန်ပြီးတော့ reflect လုပ်ရမယ် design ရတွေရှိအဲအဲ့ဒီဟာလေးတွေကိုဒါဒါရေးပေးထားတယ် practice လုပ်ရမယ်ပိုင်းတွေရေးပေးထားတကယ်ကြတော့ဒီဟာလေးကကြတော့ self aware နဲ့ပိုင်းလေးလို့ပြောရင်တော့မမှားဘူးပေါ့နော် နောက်ဆုံးငါကြတော့ဒီစာအုပ်လေးဒီစာအုပ်ဆိုတာထက်စာအုပ်တအုပ်ဆိုတာထက်အများကြီးပိုပါတယ်ဒါဒီဆိုတာဒီစာအုပ်လေးကိုဖတ်တဲ့ချိန်မှာတချို့အသက်အရွယ်ကြောင့်အသက်30အောင်ဖတ်လို့ရတယ်ဆယ်နှစ်အထက်တွေဖတ်လို့ရအောင်တော့လုံးဝဒီစာအုပ်လေးဒီဂိုင်းတစ်ခုအနေနဲ့ဟိုကိုသူတို့ရဲ့အပြူပေါ်ဝင်လာတဲ့တောက်ရှောက်မှာရှိစေခြင်းနဲ့ရည်ရွယ်ချက်လေးနဲ့ထောက်ထားတာဖြစ်တယ်အားအကြောင့်သေချာတယ်ဒီစာအုပ်လေးကိုအခုအသက်အရွယ်မှာဖတ်တယ်ဆိုပေမဲ့ကို့အနေနဲ့တချို့ဟာတွေနားလဲခြင်းမှာနားလဲမှာ ဲ့တော့နားမလဲတဲ့ဟာတွေကိုဒေါက်တာကိုပြန်မေးလို့ရအောင်ဒေါက်တာလေးဒီစာအုပ်ဝယ်ထားတဲ့လူကြီးအကုန်လုံးကိုလာတိုင်းလာတိုင်း15ရက်နေမြန်မာချိန်ည9နာရီမှာဆိုရင် ဒေါက်တာ Google Meet မှာအမြင်ရှိတယ်အမြင်နဲ့ online ကနေပြီးတော့ဆုံမယ်တနားနေ့နှစ်နာရီလောက်စကားပြောမယ်ရှင်းပြမယ်မရှင်းတာတွေအကုန်လုံးမေးလို့ရတယ်အချင်းချင်းကူညီကြမယ် community တစ်ခုရှိလာမယ်ဒီပန်းကလေးတွေစုထားတဲ့ community တစ်ခုရှိလာမယ်ပြီးတော့ mail ဖွဲ့လို့ရတယ်အများကြီးကိုယ့်ရဲ့အကြောင်းတွေကိုရင်ဖွင့်လို့ရတယ်ဆရာမရဲ့မရှင်းပါဘူးဒါလေးရှင်းပြပေးရကျွန်မထပ်သိချင်လို့ဆိုရင်လည်းရတယ်ဆိုတော့အခါတိုင်းအချိန်တိုင်းလိုင်းလာ join လို့ရတယ်ဒါဒီ live long ဒေါက်တာတို့ဒီခါလေးတစ်ခုကိုတောက်လျှောက်တွေ့နေမှာဖြစ်တယ်ဆိုတော့ဒီစာအုပ်လေးဝယ်လိုက်လို့နား မလဲမှာလဲစိတ်ပူစရာမလိုတော့ဘူးဒါတို့ရဲ့အမြဲတမ်းလာစဉ်တွေ့နေတဲ့ဟာလေးကြောင့်လဲဒါတို့အမြဲတမ်းပူပူပြီးတော့အသိပညာတွေ ို့ကိုဘလို့ယူဆရမလဲဟာဒီဆိုတိုးွားလာနိုင်တယ်ဒါဒီ free ပါဒီစာအုပ်လေးကိုကိုဝယ်လိုက်တဲ့လူတိုင်းကိုကိုတော်တော် free ပေးထားတာပါအဲ့ဒီဟာရဖို့အတွက်ကကျွန်တော်တို့ Facebook group လေးတခုဖွင့်ထားတယ်ပေါ့နော်အဲ့ဟာအဲ့ဒီထဲမှာအနောက်ဆုံးမှာဒါ scan လေးတခုပါတယ်ဒီဟာလေးကို scan ဖတ်ပြီးရောဝင်နေဆိုရင်ဒါဒါလာတိုင်း15ရက်မတိုင်ခင်မှာဆိုရင်ဒါဒါ link လေးချချပေးရဲအဲ့ချပေးရဲ့အချိန်ကြာရင်အဲ့ညကြာရင်မြန်မာချင်း9နိုင်ဆိုရင်ဒါဒါ stand my ship ပေးတာအဲ့ဒါတို့တွေ့ကြမယ်ဆိုတော့ဒီစာအုပ်လေးဒါ ါဘာလေးပါလဲပြပြသွားတယ်ဘာဖြစ်လို့ဒီနာမည်လေးဖြစ်သွားလဲဆိုရယ်ပြပြတယ်ဒါတော့ဘာဖြစ်လို့ဒီစာအုပ်လေးရေးတဲ့အချိန်မှာရက်တွေအများကြီးကုန်သွားလဲဒါတော့ဒီစာအုပ်လေးထုတ်တဲ့အချိန်မှာလဲအရန်ကို proud ဖြစ်တယ်ဆိုတဲ့ဟာလေးကို sharing လာလို့ပါပါဆိုတော့ဒီစာအုပ်လေးကိုတအုပ်ပဲတအုပ်လုံးဖတ်ပြီးဖြစ်စေခဏလေးပဲဖတ်ပြီးဖြစ်စေဖတ်လိုက်ရတဲ့ moment လေးကအရန်ကိုအကျိုးရှိစေပါလိမ့်မယ်အဟာတော့ဒါတော့လုံးဝအာမခံရပါတယ်ဆိုတော့အခုထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်